SGFPC 2025ပြိုင်ပွဲတွင်မြမမိသက်တပ်ဖွဲ့စုများရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စင်ကာပူနိုင်ငံရှိစင်ကာပူ Expo မှာယခုလ19ရက်မှ23ရက်အထိကျင်းပခဲ့တဲ့နိုင်ငံတကာအဆင့် Singapore Groove Firefighters and Paramedic Challenge SGFPC 2025ပြိုင်ပွဲတွေမှာမြမမိသက်သက်ဖွဲ့ကစုများရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါပြိုင်ပွဲတွေကို စင်ကာပူနိုင်ငံမြို့ပြကားခွေရေးသက်ဖွဲ့ကကျင်းပခဲ့တာဖြစ်ပြီးအရှင်စင်ကာပူနိုင်ငံအပါအဝင်နိုင်ငံပေါင်း16နိုင်ငံကပါဝင်ရှင်ပြိုင်ခဲ့တယ်လို့သိရ Del Monte, ပြိုင်ပွဲသို့မြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အဖွဲ့အားပြည်တိုင်းရေးဝန်ကြီးဌာနမိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူဦးဆောင်ထေမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှတွားရောင်ရှင်ပြိုင်ခဲ့ရာနိုင်ငံတကာအဆင့် Rated of ပြိုင်ပွဲတွင်နိုင်ငံပေါင်း16နိုင်ငံမှအသင်း20အသင်းဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အသင်းမှစံချိန်10မိနစ်14စက္ကန့်ဖြင့်တတိယဆုကို၎င်း ကောင်ဗြိတိအဖွဲ့လိုက်လက်စင်ကမ်းပြိုင်ပွဲတွင်မြမနိုင်ငံမိသားတပ်ဖွဲ့ဝင်များပါဝင်သည့်အသင်းမှပထမဆုကို၎င်းအသီးသီးစုခုနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။